ဆယ်ဝေါ်ဖယ်ရီနေမြုံမှုကြောင်းမင်္ဂလာပါရှင် Knowledge TV မြန်မာကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ပါဒီနေ့မှာတော့တောင်ကိုရီးယားနိုင်ငံကြုံတွေ့ခဲ့ရတဲ့အဖြစ်အဆိုကြီးအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ဒီဖြစ်ရပ်ဆိုကြီးဖြစ်ခဲ့တာကလာမယ့်ဧပြီလ16ရက်နေ့ဆိုရင်17နှစ်ပြည့်သွားပါပြီ။ဒီသင်းမုံပေါ်မှာပါလာတဲ့အဓိကခီးတဲ့တွေကတန်ဝန်းထက်တန်းကျောင်းကခလီတွေဖြစ်ပြီးတော့တခြားသူတွေကတော့ဝန်ထမ်းနဲ့တခြားခီးတဲ့တွေပဲဖြစ်ကြပါတယ်။ဧပြီလ16ရက်နေ့2014ခုနှစ်က ။တောင်ဝန်းထက်တန်ကျောင်းကကလေးတွေအတွက်အင်ချုံအားနေခြေကျူကိုလေးလာရီခီသွားမှာမလို့စိတ်လှရှားစရာနေ့လေးတည့်ရဖြစ်ခဲ့တာပါ။အမှန်တော့အဲ့ဒီနေ့ကမြူရီဆိုင်ပြီးတော့မြင်ကွင်းမရှင်းတာကြောင့်တင်မောထွက်ခွင်းကိုမနက်9:00နာရီဝန်းကျင်မှာထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့မနက်၈နာရီဝင်းစင်မှာပဲဒီကြညာချက်ကိုဖျက်သိမ်းခဲ့ပါတယ်။အိန္ဒိယရဲ့ယာတီဥရုဟာခီးထွက်ဖို့မသင့်တော်တဲ့အနေအထားမှာဖြစ်ခဲ့တာပါ။ အမှန်ဆိုရင်ကလေးတွေအတီးကခွန်လာတဲ့ခီးစဉ်ဟာအဖက်ဖက်ကအနေရကင်းမှုစဉ်းစားပြီးတော့ဆုံးဖြတ်တင်တာပါ။ဒါအပြင်ဒီသင်းမိုးရဲ့ကုန်တင်နိုင်တဲ့အလေးချိန်ကတန်900နီးပါးတာတင်နိုင်တဲ့အနေထားမှာကပတိန်လုံးတဲ့သူကတန်2000နီးပါးကိုတည်ဆောင်လာခဲ့တာပါ။ဒီလိုနဲ့တင်မောရအခီးစင်ကိုစတင်လာပြီးမကြခင်မှာပဲတင်မောကတင်းဆောင်လာပြီးတော့တင်မောဘိုက်ထဲကိုရေရီစတင်ပြီးတော့ဝင်ရောက်လာတာပါဒီအချိန်မှာကပတိန်ကဝန်ထမ်းတွေကိုကလေးတွေကိုကိုယ်နေရာမှာကိုညင်ညင်နေဖို့ ရုပ်ရုပ်တသက်မလုပ်ဖို့ပြောလိုက်ပါတယ်။ကြောင်ရုံနေတဲ့ကလေးတွေနဲ့ဆရာဆရာမတွေကဒီဝန်ထမ်းတွေပေါ်မှာအာကိုတကြီးနဲ့သူတို့ရဲ့စကားသာနားထောင်ရင် အချိန်တိုင်တော့အိမ်ပြန်ရောက်မှာပဲဆိုပြီးတော့သူတို့ပြောတဲ့အချိန်နေရာလေးမှာညင်ညင်လေးနေခဲ့ကြပါတယ်။ဒီလိုနဲ့အာကိုတကြီးစကားနားထောင်ခဲ့ကြတဲ့ကလေးတွေရဲ့အသက်တရာပျောက်ဆုံးသွားပြီးတော့စကားနာမထောင်မဲတင်မောဘွားခုံချခဲ့တဲ့ကလေးတွေနဲ့ခီးတဲ့တချို့ကတော့အသက်ဘေးကနေပြီးတော့လွတ်မြောက်ခဲ့ကြပါတယ်။ ဒေမော့ဆပြီးတော့နင်းမြုပ်ကလေးကဆိုင်ယာကိုအကြောင်းကြားခဲ့ပေမဲ့စတင်နင်းမြုပ်ပြီးမိနစ်40အကြာမှသာကယ်ဆယ်ရေးတွေကလည်းရောက်လာခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကအဖက်ဘက်ကတာဝန်မဲမှုတွေကြောင့်မလိုအပ်ဘဲနဲ့ကလေးတွေရဲ့အသက်ကိုပေးဆက်လိုက်ရတာပါ။ဒီနင်းမြုပ်မှုပြီးမှတိလိုက်ရတာကတကယ်တော့ကပတိန်လုံးတဲ့သူအီဂျွန်ဆော့ကကလေးတွေကိုနေရာမှာညင်ညင်နေဖို့ပြောပြီးတော့သူကိုယ်တိုင်ကတော့သွေးမောစတင်နင်းမြုပ်ကလေးကကိုလို့ရှုံပြီးအရင်ထွက်ပြေးသွားခဲ့တာပါ။ ဒါဟုအာကိုတကြီးစကားနာထောင်ပြီးစောင့်နေကြတဲ့ကလေးတွေအတွက်တောင်ကိုရီးယားတနိုင်ငံလုံးကနာကြီးလျက်ရှိနေစေပါဒီဖြစ်ရဆိုမှာ182ယောက်သာအသက်ရှင်ပြီးတော့3ယောက်နဲ့4ယောက်ကလောကကြီးထဲကမတရားစွာနဲ့ပဲထွက်သွားလိုက်ရတာပါဒီ3ယောက်4ယောက်ထဲမှာအယောက်250ယောက်အထက်တန်းကလေးတွေဖြစ်ပြီးတော့မတိဆုံးခင်မှာမိသားစုတွေကိုနောက်ဆုံး message လေးတွေပို့ခဲ့ကြပါတယ် တင်မို့မောင်းနေခဲ့တဲ့ကပ္တိန်းနဲ့နောက်ထပ်ဝန်ထမ်း၃ယောက်ကိုတော့လူ၃၄ယောက်တမှုနဲ့တရားစွဲဆိုပြီးပြည်ထောင်စုချမှတ်ခဲ့ကြပါတယ်။အစိုးရကဒီဖြစ်စွာနေတာရခယူပြီးတော့တင်မို့ခီးစင်တိုင်းမှာ လုံခြုံရေးကိုတိုးမြှင့်လိုက်ပြီးတော့ကယ်ဆယ်ရေးတိုင်းကို အချိန်မီလှုပ်ဆောင်နိုင်ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။ဒီပြည်ကဆုံးပါသွားတဲ့ကလေးတွေကိုလွှမ်းစွတန်းထားတဲ့အနေနဲ့တောင်ကိုရီးယားရဲ့ဘွိုင်းမန်တခုဖြစ်တဲ့ PDS အပွဲက Sprinty တချင်းနဲ့ဖော်ပြခဲ့ပါတယ် ပရိသတ်တို့နားမထောင်ရသေးရင်တစ်ခေါက်လောက်သွားပြီးတော့နားထောင်ကြည့်ပေးဖို့နဲ့ဒီနေ့ရဲ့အကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာဗဟုသုတရရစရာလေးတွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်